အားလုံးမင်္ဂလာပါဘာသာဘာသာတရားတိုင်းမှာကျွန်တော်တို့နော်ဟိုတီလာပိုင်းနဲ့နော်ကျွန်တော်တို့နော်ကျင့်စဉ်ပိုင်းပေါ့လေလူမျိုးကျင့်စဉ်ပိုင်းဆိုပြီးနှစ်ပိုင်းရှိကြတာပေါ့လေနှစ်ပိုင်းဘာသာဘာသာတရားတိုင်းမှာရှိရဲ့ဘာသာတရားလို့နော်ပြောတဲ့နော်အရာတိုင်းမှာကျွန်တော်တို့တီလာပိုင်းနဲ့ ကျွန်တော်တို့ကဗာလူမြောက်အောင်ဆိုကျင့်စဉ်ပိုင်းပေါ့နော်ဒီလိုမျိုးရှိ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 ကြပါတယ်အဲ့တော့တီလာမရှိတဲ့နော်ကိုယ်ပဲရောက်ချင်းမှုတွေကိုကျွန်တော်တို့ကဘာသာတရားတို့ကျွန်တော်တို့ပြောလို့မရဘူးပေါ့နော်အဲ့တော့တီလာဆိုရမှာလေကျွန်တော်တို့ကအဲ့နော်ဒါဘာသာတရားတွေအားလုံးကနော်ဟိုမဗုဒ္ဓဘာသာမှာဆို၅ပါးတီလာနော်ခရစ်ယာန်နောက်ကျူနော်အစ္စလာမ်မှာဆိုရင်ကျွန်တော်တို့ကတန်ကမန်မန့်ပေါ့နော်အဲကျွန်တော်ပြည့်နေတော်၁၀ပါးပေါ့နော်ဒါတွေကတိတ်မကွာဘူးပေါ့နော် ဒီအချက်လက်အားဖြင့်နော်အဲဒီဟိုကျွန်တော်တို့ကမကွာဘူးအဲ့တော့ဟိုပြောချင်တယ်ဆိုအဲ့ဆန်နှုံးပေါ့နော်တိလဆိုတာအဲ့ဒီဆန်နှုံးပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့တိလလို့ပြောလို့ရတာပေါ့နော်အဲ့ဒီဆန်နှုံးကိုမမီနော်ဟိုမပြည့်မယ်မပြည့်မီဘူးဆိုရင်ဒါတိလလို့ပြောလို့ပြရအောင်ပေါ့နော်အနည်းဆုံးတော့၅ပါးတိလပေါ့လေနော်အဲ့တော့ဟိုဟိုခုနကျတချို့နော်ကိုယ်ပဲယုံကြည်မှုတွေတချို့เนาะဟိုကျွန်တော်တို့အမဘိုးတော်လိုဟာမျိုးတွေပေါ့เนาะဘိုးတော်တွေကိုကံပြီးတော့ တချို့ကိုယ်ငယ်ယုံကြည်မှုရှိရပေါ့နော်သူတို့ဘာလို့ဘာသာဖြစ်မလာတာလဲဆိုတော့သူတို့ကတိလဟိုကျွန်တော်တို့ကမရှိလို့ပေါ့နော်တိလတပတ်သားကိုကျွန်တော်တို့ကကျူးလို့နေဆိုတော့ဟိုကတိလဖောက်ချက်တယ်သူတို့ပေါ့နော်တိလမရှိတဲ့အတွက်ကြောင့်ဒါဘာသာအဆင့်ဘာသာလို့ကျွန်တော်တို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ဘာသာလို့ပြောဖို့တက်ကကျွန်တော်တို့ဘာဖြစ်လဲတိလဆိုတဲ့ဟာအခြေခံလို့ပေါ့နော်အဲ့တော့ထားပါတော့ဘာသာတရားတွေမှာနော်တိလပိုင်းတဲ့ကျွန်တော်တို့ဘာဖြစ်လဲလွတ်မြောက်အကျင့်ဆံမှရှိတယ်အဲ့တော့တိလကိုနော်ဟို ဘယ်အပိုင်းကအရေးကြီးတဲ့ဆိုတော့နှစ်ပိုင်းတော့အရေးကြီးတယ်နော်နှစ်ပိုင်းတော့အရေးကြီးတယ်နော်ဟိုဘုဒ္ဓဘာသာမှာလည်းကျွန်တော်တို့ပြောရဲပေါ့နော်ဟိုကျွန်တော်အပေတကားပိတ်ဖို့နော်အပေတကားပိတ်ဖို့ဆိုလို့ချင်းကြင်ကြံရမယ်မဟုတ်ဘူးတဲ့အပေတကားပိတ်ဖို့ဆိုရင်အတနည်းအောင်ကျွန်တော်ကြားလိုက်ပြီးပါသေးတယ်နော်ဘာချက်ဆရာတော်ဘုရားကြီးကလည်းပြောတာနော်အဲ့တော့အပေတကားပိတ်ဖို့ဆိုရင်ကျွန်တော်တို့ကလည်းတိလကိုလုံလို့ရှင်အပေတကားပိတ်ပါလေတဲ့နော်ဒါလည်းကျွန်တော်တို့ကတော့တိလတို့အရေးကြီးတာပေါ့နော်အဲ့တော့တိလဆိုတာဘာလဲဆိုတော့နော်ငါကိုယ့်အတွက်ကောလောကအတွက်ကော ကောပေါ့နော်ကျွန်တော်တို့ကအဲ့အကျိုးပြုတဲ့ဟဲ့နော်ဟိုနော်ကျင့်စဉ်ပေါ့နော်အဲ့တော့တိလစောင့်တင်းခြင်းအပြင်ကျွန်တော်တို့ဘာဖြစ်လဲတိလစောင့်တင်းခြင်းအပြင်ကျွန်တော်တို့ဘာဖြစ်လဲအခုပတ်ဝန်းကျင်လောကအလူတန်းတိလစောင့်တင်းလောကကြီးငြိမ်းချမ်းမယ်နောက်ကိုစောင့်တင်းပြီးလို့ရှိရင်ကျန်တဲ့လူတွေဘာဖြစ်လဲအဲကျွန်တော်တို့ဘာဖြစ်လဲအဲနော်ကိုအတွက်နော်ဟိုပေါ့နော်ဒုက္ခမများဘူးပေါ့နော်အဲ့တော့လူတိုင်းတိတော့စောင့်တယ်လို့ရှိရင်ကျွန်တော်တို့ကပါတယ်လောကကြီးငြိမ်းချမ်းတယ်ဆိုတော့ဒါကျင့်စဉ်တရားအနေနဲ့ အဲ့ဒါဒီလက်ဟိုကျွန်တော်တို့ကနော်ဒါအများအတွက်ပေါ့နော်ဒီလက်ကျွန်တော်တို့ကအအကျိုးပြုရတာပေါ့နော်တကမိမိကိုယ်ကိုအကျိုးပြုမှုကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ကဒီလက်ဆိုတာကျွန်တော်တို့ကနော်ဟိုမိမိကိုယ်ကိုဒီလက်ဘယ်လိုအကျိုးပြုလဲဆိုတဲ့အခါကျတော့အဲကျွန်တော်တို့ကနော်ဟိုနော်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကူတာဆိုတဲ့ဒါဗုဒ္ဓရဲ့နော်ဟိုနော်ဩဝါဒပါတိမောအနှိမ့်ချုပ်လို့ပဲဘာသာတရားတွေအားလည်း အဲကျွန်တော်တနေ့ပြောခဲ့လို့ဒါမျိုးပါပဲပြောတော့ဒီသဘောပါပဲဒီလိုရှိကြတာပေါ့နော်အဲ့တော့တိရဆောင်တဲ့အပြင်ဘာပြက်လဲဆိုတော့ကျွန်တော်တို့ကနော်မကောင်းမှုဆောင်ကောင်းမှုဆောင်လဲဆိုတာတိရဆောင်တာပေါ့လေတိရဆောင်တဲ့အပြင်ဘာပြက်လဲကျွန်တော်တို့ကဘာပြက်လဲစိတ်ကပြူစင်လာတယ်ပေါ့နော်စိတ်ပြူစင်အောင်လုပ်ဖို့ကျွန်တော်တို့ကဘာပြက်လဲတိရဆောင်တဲ့မှသာလင်းပါပြက်လဲရမယ်ပေါ့နော်ဒါောင်းလဲကျွန်တော်တို့ကအဲဘာလဲဒီမက်ကင်ရှစ်ပါပြရတော့ပါတော့ပါလေတမဒိဋ္ဌိနော်အယူမှန်နော်တမတင်ကပ်ပါနော်တမ ဝါစာတမကံမန္တတမအာစီဝဆိုတော့နော်ကာယကံဝစီကံမနောကံအလောက်ကံအာလုံးမှာဖြူစင်မှသာလုံးမှာဖြစ်လေစိတ်နော်စိတ်ကဖြူစင်ခြင်းလွမြောက်ခြင်းကိုရရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီနော်ဟိုတိလဆောင်ထင်းခြင်းအပြင်နော်မိ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 စိတ်ကိုနော်ဒါတွေကဆက်ဆက်နေတာဘူးနော်အတက်မွေးမှုတွေနော်မှန်ကန်မှနော်မဟုတ်တာတွေအတက်မွေးနေလို့ရှိရင်ကျွန်တော်တို့ကစိတ်မဖြူနိုင်ဘူးနော်ကိလေသာတွေမကုန်နိုင်ဘူးကိလေသာတွေကမဟုတ်တာတွေအတက်မွေးတဲ့အတွက်ကြောင့် တက်ဆက်နေတာဘူးเนาะကျွန်တော်တက်မွေးမှုရယ်เนาะအတက်မွေးမှုပုံမှန်မဟုတ်တာတွေနော်လောက်ကင်မယ်ပြောဆိုမယ်ကြံစမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကစိတ်တွေမှာကိလေသာတွေเนาะဟိုနဲ့ထူပြောနေမယ်ညှင်းနှံနေမယ်ကိလေသာတွေထူပြောတော့ပါပဲလေအဝိဇ္ဇာတွေပါပဲလေမတိမှုဝိဇ္ဇာတွေကကြီးမားနေမယ်အမားတွေလုံးမိမယ်အဲအဲ့ဒါနေပြန်ဆက်ပြီးအမားတွေလုံးတော့ခုနကျွန်တော်တိရတွေဖောက်ပြန်ပြီးရယ်ကျွန်တော်တိရတွေဖောက်ပြန်ပြီးတော့ခုနမကောင်းတဲ့เนาะเนาะကာကံမှုဝစီကံမှုမနောကံမှုတွေဖြစ်တယ် အဲ့လိုဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲခုနကတော့မကောင်းဘူးမကောင်းတဲ့တန်ဖိုးတွေအဲ့ဒါဖြစ်တဲ့ဒီဆောင်မှာစိတ်ကတခါဘာဖြစ်လဲကျွန်တော်တို့ကဖြစ်လဲပြန်လဲပြီးကိလေသာအဝိဇ္ဇာတွေပြန်ပြီးဘာဖြစ်လဲကြီးမားလာလို့နော်ဒါကကျွန်တော်တို့ကတန်တရားလည်နေတဲ့သဘောပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ကသို့တော်ကျွန်တော်တို့ကဟိုအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကနော်ဒီဒီစိတ်ကိုဖြူစင်ဖို့ဆိုလို့ရှိရင်နော်ကျွန်တော်တို့ကကိလေသာ မရှိခြင်းကိုစိတ်ဖြူစင်ခြင်းလို့ခေါ်တယ်ကိလေသာနှဲပါခြင်းမကောင်းတဲ့စိတ်တွေအကုသိုလ်စိတ်တွေမရှိခြင်းကိလေသာတွေမရှိခြင်းနှဲပါခြင်းเนาะမကောင်းတဲ့စိတ်တွေမရှိခြင်းကောင်းတဲ့စိတ်တွေပါပဲလေအကုသိုလ်စိတ်တွေပေါ့နော်ဘာလဲဆိုမြတ်တာတရားเนาะမြတ်တာကိဝဏမုဒိတာတရားတွေเนาะခုနကเนาะတိခန့်ခြင်းခွင့်လွှတ်ခြင်းเนาะရောင်ရဲခြင်းเนาะစွန့်လွှတ်ခြင်းဒါဒီလိုပေါ့နော်ဟိုခုနကိုချက်စာခြင်းတရားထားရှိခြင်းဆိုတော့เนาะဒီလိုစိတ်ကောင်းစိတ်မြတ်တွေကျွန်တော်တို့ကရှိမှလာနေကျွန်တော်တို့ကဘာဖြစ်လဲ ဲကျွန်တော်တို့ကလွတ်မြောက်မှုရတယ်မှာပေါ့နော်အဲ့တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ခုနကเนาะကျွန်တော်တို့ဟိုဟိုဟိုနော်ကိလေသာတွေကเนาะအခွင့်အရေးပစ်စီတယ်เนาะဘလူလူရဲ့စိတ်ကိုဖမ်းချုပ်တယ်ပေါ့နော်ဖမ်းချုပ်ထားတာပေါ့နော်သို့သောအဲ့လိုဖမ်းချုပ်လို့ချုပ်ထားမှလည်းပြိဿံတွေကမတိဘူးမတိနိုင်မတိဘူးเนาะသူစိတ်ကိုတိအဲ့တော့လူဖြစ်လာတဲ့အချိန်တိုင်းလည်းမတိဘူးကိလေသာတွေရှိလို့မတိရတော့ရှိတာပဲเนาะအတိလာပြီเนาะဘာသာတရားတွေအစုံမှကျွန်တော်တို့ဟို နော်လူဖွဲ့စည်းမှာဟိုနှစ်ပေါင်းများစွာအခြေတည်ထားတဲ့ဘာသာတရားတွေအစုံပါကြောင့်ကိတ္တတာကိုနော်ဟိုကျွန်တော်နားလည်လာပြီးနော်မကောင်းတဲ့စိတ်ဆိုတာပါတယ်ကောင်းတဲ့စိတ်ဆိုတာပါတယ်ဆိုတာနားလည်လာပြီးအဲ့တော့မကောင်းတဲ့စိတ်တွေကိုကျွန်တော်တို့ကနေအောင်ခုနကနေလည်နေနဲ့လုပ်မယ်ကောင်းတဲ့စိတ်တွေနော်မြတ်တာတရားတွေကိုတတန်းထဲမှာပဲအေးချမ်းမှုတွေနော်ဒါဒါဖြစ်လာအောင်ကျွန်တော်တို့လုပ်မယ်ဆိုပြီးတော့ဒီလိုကျွန်တော်တို့ကြင်ကြံကြတဲ့အချိန်မှာဒီကိလေသာကိုပယ်တတ်ဖို့အတွက်ကိုဘာသာတရားတွေမှာစူးစမ်းကြတာပေါ့နော်ပြီးမျိုးစုံနဲ့စူးစမ်းကြတာတကယ်တော့ခုနက နော်ဟိုကိလေသာကုံမှာကျွန်တော်တို့အဝိဇ္ဇာကုံမှာအဝိဇ္ဇာကုံမှာပါတကယ်လွတ်မြောက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒါဒါဒါအဲတူအဆင့်ဆင့်ပေါ့နော်ဆက်ဆက်မှုပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုကျူးစာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာသာတရားတွေမှာကျွန်တော်တို့ကကိလေသာနော်ဟိုကုံမှုတဲ့နော်အပုံစံမျိုးမျိုးနဲ့ကျွန်တော်တို့ကကျူးစာကြတာပေါ့နော်ကျူးစာကြတယ်ဆိုတော့အဲ့မှာခုနကကျွန်တော်ဗုဒ္ဓဘာသာဆိုရင်ဒါဝိပဿနာပေါ့နော်ဝိပဿနာအကျင့်စဉ်နဲ့ကျွန်တော်တို့ကကိလေသာကုံကျူးစာတာပေါ့နော်အဲ့တော့ ဲ့တော့ဝိပဿနာကျင့်စဉ်ကိုကျင့်ခြင်းအပြင်ဘာလို့ကိလေသာကုန်တာလဲဆိုတော့ကျွန်တော်တို့ကမမဲခြင်းတရားပေါ့နော်ဒီဝိပဿနာကျင့်စဉ်ကိုတော့သူကသင်ကြားရတယ်တင်ယူရတယ်ပြီးမှလာပြည့်တဲ့ဒါကိုကျင့်ကြံရတယ်အဲအလုံးဟိုနော်ကျင့်ကြံရင်းနဲ့မှကျွန်တော်တို့ပါတယ်လေဟိုဘာမှလောကကြီးဘာမှမြင်ငါလည်းမပြေဘူးနော်ဒီရုပ်ခန္ဓာဆိုတဲ့ပါတယ်လေအချိန်ကတော့တောက်သွားမှာငါဆိုတာလည်းမရှိတောက်သွားမှာနော်ဒီရုပ်ဆက်ကြော်လာတယ်မှရှိတယ်ဂျီချူပါလေဆိုတာလည်းဘာမှမကြည့်ကြဘူးမြို့ပုံလေး နော်ဟိုခက်ကတော့သူသူအနေထားနဲ့သူပေါ့လေဒါဟိုဒိဋ္ဌိပြုတ်နိုင်မှုအတွက်ကိုသူကဘာခွန်လဲဟိုလိုနေနော်သူခက်ဒုက္ခလေးတော့နော်ကျွန်တော်တို့ကဘာဖြစ်လဲတိတဲ့အတိတရားနဲ့ကျွန်တော်တို့ကတကြီးလေးပါပေါ့ပထမဤတေသောအဘောပါရောအဲ့လူအဖွဲ့စည်းမြတာဖြစ်တယ်ဆိုပြီးဒါကဟိုစัจ java ID ထွက်မကြည့်ထွက်ကြည့်ပြီးဒိဋ္ဌိပြုတ်ကိုနော်ဖြစ်နိုင်တဲ့အချိန်တော့ပေါ့နော် အထိကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကအဲ ငါလည်းမရှိဘူးเนาะငမိုးကြလည်းမရှိဘူးလောကဆိုတာလည်းဘာဖြစ်လဲအမြဲတမ်းဘယ်ဟာမှမမြဲဘူးအိစတင်ခါရဆိုတဲ့တဘောကိုပေါ်လွင်ပြီးတော့ကျွန်တော်တို့ကเนาะဟိုတန်ဝိကရဖို့အတွက်ကိုကျွန်တော်တို့ကအဲ့တော့ဒီဝိပဿနာတရားကိုကျင့်တာပဲလीကျင့်တာပေါ့เนาะတို့ကျန်တယ်အဲ့တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကိုကျွန်တော်ခုနကအဲ့တော့အဲ့တော့ဘာဖြစ်လဲဆိုတော့မြင်အောင်ကြည့်ရတာပေါ့เนาะတို့ကိုခုနကဝိပဿနာတရားအရှုမတဲ့နေရာမှာဒီမမြဲခြင်းဆိုတဲ့ဟာကိုတော့တကယ်မြင်တယ်ဆိုတာတတ်မှတ်မြင်တာမဟုတ်လားစိတ်ထဲကနေတကယ်နားလဲသွားပြီးတန်ဝိကရသွားအောင်ဒါကိုကျွန်တော်တို့က ြစ်နေတော့ပေါ့ပေါ့နော်အဲ့တော့ဟိုဟိုဟိုခုကျွန်တော်နော်ဟိုဒါကဟိုဟိုဝိပဿနာဆိုတာကဖရာသခင်ရဲ့ပရမတ္တကိုနော်ကျွန်တော်နော်ခဏဘေးပြန်ထားတဲ့အဲဘုဒ္ဓဘာသာရဲ့အနတ္တဝါဒဘုဒ္ဓဘာသာရဲ့အယူအဆပေါ့နော်အဲ့တော့သူကအနတ္တဖြစ်တဲ့အတွက်ကြောင့်လေကျွန်တော်တို့ကပါဖြစ်လေအနတ္တဝါဒဖရာသခင်ကိုမရှိဘူးဆိုတော့နော်ထားတဲ့အတွက်ကြောင့်ပဲခဏမတည့်ရကျွန်တော်ပြောသလိုပေါ့နော်အဲ့တော့ဒီ ဟိုအဲ့လိုထားတဲ့အတွက်ကြောင့်ပဲသူကကျွန်တော်ကပါပြလဲဒီမမြဲခြင်းနဲ့သူကထွက်ပြန်ထွက်ပို့တယ်အိဆာတန်ခါတရားကိုရှုမြင်ဝိပဿနာတဏှာတရားနဲ့အိဆာတန်ခါတရားကိုရှုမြင်ပြီးတော့တန်ဝေကယူပြီးတော့ဂျုံထပ်ဖို့ကြိုးစားတာပေါ့နော်ဒီခုနဟိုဒီခုနဝေယောဂကြီးတရားပေါ့နော်တန်တရားကိုဝေယောဂကြီးတရားအဲ့တော့ဒုက္ခသစ္စာအရင်သိရမယ်နော်ဒါဒီအားလုံးမမြဲဘူးဘာမှ မမောချင်အောင်မရှိဘူးအချိန်တန်တော့ပါပဲဘလောက်ကြီးပဲချောမောလာပါဘလောက်ကြီးပဲချမ်းသာချမ်းသာတစ်ချိန်တန်တော့ပါပဲလေတေးစားမှာပြီနော်ခုနကဘာမှမမဲဘူးကလူဆိုရင်လည်းပုတ်ကောင်းဘူးပေါ့မမမမချစ်ခင်အောင်ပေါ့နော်ခန္ဓာကိုမဆွဲလန်းနေအောင်နော်လူတွေကကိုယ်ခန္ဓာကိုဆွဲလန်းတယ်တကသူများခန္ဓာကိုကိုယ်ဆွဲလန်းတာပေါ့နော်ဟိုမှာဒီ sex ဥပါနဲ့ကြတဲ့အခါကျတော့ကျွန်တော်တို့ကနော်ဆန့်ကျင်မဲ့လိန်ကိုဆွဲလန်းတယ်ပေါ့နော်ဆွဲလန်းတယ်အဲ့တော့ဒီ sex ကြောင့်ပဲဆန့်ကျင်မဲ့လိန်ကိုဆွဲလန်းပြီးတော့ပဲခုနက လောကရဲ့ပြဿနာတွေလောကရဲ့နော်အောင်မြင်နေနေကြာရှုံးနေနေပဏိပခာတွေဒါဒါတွေကအများကြီးဖြစ်တာပေါ့နော်ဖြစ်တော့တော့ကြောင့်ကျွန်တော်တို့ကဟိုဟာဆိုလို့ရှိရင်ကျွန်တော်တို့ပါလေဟိုပါလေယာမရဇက်ဆိုရင်ကြာတယ်ဒါကျွန်တော်တို့စစ်ပွဲကြီးတယ်နော်ဖြစ်ဖြစ်ခဲ့တယ်ဒါပေါ့နော်ယာယာမနဲ့တက်တာကြီးကြီးပေါ့နော်တခါဒီဟာလေးကိုဟိုကျွန်တော်တို့ကနော်ဟိုဘုရင်ဖြစ်တော့တော့ကြောင့်ပဲပါဖြစ်လေအဲကျွန်တော်တို့ကလူမှုဘယ်လိုခေါ်မလဲတန်ဖိုးပေါ့နော်ယာမနဲ့ယာမဆက်ကြတော့ ကျွန်တော်တို့လူမှုတံပိုးဆိုတာဟိုလောကမှာအိမ်တော်တံပိုးကြည့်ရင်တော့မိမိမိသားစုစောင့်ရှောက်အောင်လေအတိုင်းဝန်းစောင့်ရှောက်အောင်လေအတိုင်းဝန်းရှိလာရင်စောင့်ရှောက်အောင်လေဆိုတာဒါခုနကနော်ဟိုလောကကြီးရဲ့တမိုင်းလေးတာဝန်ပေါ့နော်မထမ်းရွက်လို့မရဘူးဆိုတော့ရမားကတော့ခုနဓာတိဟာကိုသူ့ကိုယ်တိုင်ပဲလေမိ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 ရဲ့နော်အဲ့မျိုးနယ်ကိုတာသမီးတွေစောက်ရှောက်မယ်ဆိုတဲ့အမိနဲ့စက်တိုက်ပြတာပေါ့နော်စက်တိုက်ပြရတူဆိုတော့လေဒီဘုဒ္ဓဘာသာအရှင်ကကြတော့ဒါတွေအားလုံးကနော်ကျွန်တော်တို့က နော်ဟိုဟို sex ကိုပယ်ပယ်လိုက်မှကျွန်တော်တို့ကနော်ပို့ပြီးတော့အတူတက်လွမြောက်ဖို့ဖြစ်တဲ့တော့ကြောင့်ဒါအပုတ်ကောင်နဲ့အမေအမျိုးဘယ်လောက်ချော်ရဲမင်းမဖြစ်ဖြစ်အပုတ်ကောင်ပဲပေါ့နော်ဒီလိုပဲရှုနေတာပထပါတော့အဲ့တော့အဲ့တော့အဓိကကတော့ပါလဲဆိုတော့သူကဗုဒ္ဓဘာသာရဲ့အနေထားသူကနော်ခုနကပရမတ္တကိုပယ်လို့ပေါ့နော်ပရမတ္တကိုလက်မခံတဲ့အတွက်ကြောင့်ကျွန်တော်ကဘုံစိတ်ကနေလာတယ်နော်ဘုံစိတ်ကနေပြီးစိတ်တွေကနော်အစင်တန်ဘွားဆက်ဆက်အစင်တန်ရောက်လာတယ် ပရိတ်တွေစိတ်ပရိတ်တွေစိတ်စုတိစိတ်ဘွန်စိတ်เนาะအဲရောက်လာပြီးတော့အဲ့ရာနဲ့ကျွန်တော်တို့ကဒီဒီတို့တော့ပါလေကျွန်တော်တို့ကနော်ဟိုဒရိုင်ယာစိတ်တွေနဲ့နော်ထိတိုက်ပြီးတော့ကျွန်တော်တို့မှစိတ်ဖြစ်လာတယ်ပေါ့နော်စိတ်ဖြစ်လာတယ်အာယုံဖြစ်လာတယ်အာယုံနဲ့ထိတိုက်ပြီးမှစိတ်ဖြစ်လာတယ်ဆိုဒီလိုပေါ့နော်ဒီလိုလက်ခံတဲ့အတွက်ကြောင့်ဟိုကျွန်တော်တို့ကလွမြောက်မှုကိုခုနလွမြောက်မှုတစ်ခါပါမှာကြွားနေလို့မရဘူးပေါ့နော်အဲတရားပြီးတော့မှနေကောင်ကြောင်းပါပေါ့နော် အဲ့တော့ပရမတောလက်ခံတဲ့ဘာသာတရားတော့ကျွန်တော်တို့လူမျိုးမှုတကားဝနေပြီးတော့နော်ယုံကြည်ရဆိုလို့ရှိရင်လူမျိုးမှုတကားဝနေပြီးတော့ခုနနော်ဟိုကိလေသာတွေကင်းစင်အောင်နေပအောင်ညောင်းနေအောင်နော်အဝိဇ္ဇာတွေညောင်းနေကင်းစင်အောင်နော်ဟိုဒါလုပ်လို့ရတယ်ပေါ့နော်လုပ်လို့ရတယ်အဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ကခုနကဘယ်လိုလုပ်လဲဆိုတဲ့အခါကျတော့ဟိုကျွန်တော်တို့ကပရမတ္တနဲ့ကျွန်တော်တို့ဘာဖြစ်လဲခုနက ခုတကယ်တော့အတူတူအတူတူနည်းနည်းလေးပဲကြွားတာပေါ့နော်နည်း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 ပဲကြွားမယ်ခုနကဒီဟိုပရမတ်တာကိုကျွန်တော်တို့ကလက်မခံမနေနဲ့နော်ခုနအထက်ကနေရုံးထွက်ခြင်းနဲ့ပရမတ်တာကိုကျွန်တော်လက်ခံပြီးတော့နော်ကျွန်တော်တို့ကပြလေရုံးထွက်ခြင်းပေါ့နော်အဲ့တော့ဟိုပရမတ်တာကိုလက်ခံတဲ့အခါကျတော့ခုနစိတ်ကကျွန်တော်တို့ကနော်ခုနကျွန်တော်တို့ပြောခဲ့လို့ပါပဲစိတ်ကလူတယောက်နော်တစ်ပင်တစ်ပင်မှာစိတ်တစ်ပင်မှာစိတ်မရှိဘူးကိစ္စမှာစိတ်ရှိတယ်လူမှာစိတ်ရှိတယ်ဘယ်လိုဖြစ်လာလဲတဲ့ဒီ နော်ဒီလောကကြီးနှစ်ခုထိဆက်ရာနေပြီးတော့ကျွန်တော်တို့ကဘာဖြစ်လဲရှိချင်းနဲ့မရှိချင်းတတိဆက်ရာနေပြီးတော့ကျွန်တော်တို့ကနော်ဟိုလူရဲ့စိတ်ဝိညာဉ်တို့လိုဖြစ်လာတယ်ပေါ့နော်ဖြစ်လာတယ်အဲကျွန်တော်တို့ပြောတာပေါ့နော်အဲ့တော့အဲ့ထိဆက်ရာတကားဝါပေါ့နော်ထိဆက်ရာတကားဝါနေပြီးတော့ကျွန်တော်တို့ကအဲရှားနိုင်ရင်ရှားပြနိုင်ခြင်းနော်တရှိချင်းရှာပွေးနိုင်ခြင်းနေထိုင်နိုင်ခြင်းဒါပရမတာပေါ့နော်အဲ့တော့ဒါလူတိုင်းလည်းမသိနိုင်ဘူးမသိနိုင်ဘူးပေါ့နော်အဲ့တော့ရှာပွေးလို့တွေ့ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အဲတော့စိတ်တည်နော် ဟိုကျွန်တော်တို့ကနော်ဟိုနှစ်နေရပေါ့နော်နှစ်နေရဖြစ်တယ်ဆိုတဲ့သဘောကိုကျွန်တော်တို့ကနားလဲဖို့လို့ပေါ့နော်နှစ်နေရဖြစ်တယ်ဆိုတာခုနပရမတ်တာမှာဖြစ်တယ်နော်ပြီးတော့ဘာလဲဒိဋ္ဌိမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာပရမတ်မတ်တာအတိနဲ့ဒိဋ္ဌိတိဆိုပြီးနှစ်မျိုးရှိတယ်တိစ္ဆာမှာတော့မရှိဘူးဒိဋ္ဌိတိပဲရှိတယ်ဒီမှာလည်းအဲခုနနော်ပရမတ်မတ်တာအောင်နားမလဲဆိုရင်ဒိဋ္ဌိတိပဲရှိမှာပေါ့နော်အဲ့တော့နော်ဒီအတိနဲ့မျိုးဒိဋ္ဌိတိဆိုတာဘာလဲဆိုတော့အခုကျွန်တော်တို့နော် ဟိုကျွန်တော်ဥမာ parameter အတိဒိတ်တိဆိုတာပါကျွန်တော်တို့ဒီစက်ကြောက်လိုက်ဒီမှာဒီဂျိုကိုပါလေးဟိုလိုက်လူစားဘာမှမမေ့ရကျွန်တော်ပြောခဲ့တာဒီပေါ့မမေ့ဘူးမချီးကျဲဘူးထားဝရမဟုတ်လူဆိုတာလည်းမရှိဘူးเนาะအချိန်တိုင်းလည်းတည်ရမယ်เนาะဒီအရုပ်တိပြမှာကျွန်တော်တို့စက်ကြောက်လာပြန်ထွက်ပြီเนาะเนาะကဘာကြီးဟိုဖာဂျီရလာကျွန်တော်အဲ့ရလေလမ်းကြည့်တို့မြုံမုံလေးကြည့်ပြီးတန်ဝေးရရသွားတယ်အတိတ်ကျိုးတင်ကြိုင်ကိုသွားပြီးအချိန်မှာတည်ရလူတွေသွားတွေ့နေတယ်เนาะကိုကကို နော်တွေ့တွေကြည့်ပြီးတော့ငါလည်းတည်ရမှာတန်ဝေကရသွားပြီနော်ငါမမတော့ပါတော့တော့မပါနေနဲ့မလိုချင်တော့ဘူးဆိုတော့နော်ဟိုဒါဟိုကျွန်တော်ကဒိဋ္ဌိလွတ်သွားတဲ့အတီးပေါ့နော်ခဏတာတတင်ကလွတ်သွားတဲ့အတီးပေါ့နော်အဲခုနအဲ့တော့ခုနဒိဋ္ဌိနဲ့သိတဲ့ဒိဋ္ဌိဆိုတော့ကျတော့အဲ့ဒါနဲ့ပြောင်းပြန်ပေါ့နော်အဲဒီမှာအမြဲတမ်းနော်ခုနမိမိအတွက်နော်အားလုံးအတွက်ထာနာတို့လောကအတွက်တောင်းပါလေ။လုံမဲ့ကြိုင်မဲ့တော့လောဘတော့တော့မရယူတိမ်မဲ့ခြင်းနဲ့ဖြစ်ခြင်းနဲ့နော်နော်မ အတွက်တောင်မဟုတ်ဘူးနော်ဒီလောကကြီးအတွက် ကောင်းမှုလုပ်တာတောင်ဒိဋ္ဌိနဲ့ဆန့်ရွယ်နေတယ်နော်အဲ့တော့ဒီလောကကြီးကိုပဲဒီလောကကိုအစစ်မှန်လို့ထင်မှထင်ထင်တဲ့အတိပေါ့နော်မိမိကိုယ်ကိုအစစ်အစစ်မှန်တယ်လို့ထင်နေမမြဲဘူးဆိုတာနေသွားပြီနော်ပြန်လာရေလောကကိုအစစ်မှန်လို့ထင်နေဒီလောကတဲ့ဟာတွေရယူခြင်းတယ်ဒီဘဝနဲ့မကောင်းတော့ဘဝတည်းရယူခြင်းတယ်နော်မိမိမိသားစုရဲ့ဆွေမျိုးတွေတလို့ပေါ့နော်ဒီဒီဟာတွေမိမိကိုယ်ကိုလည်းပါပဲလေရှင်သန်ခြင်းတယ်ကောင်းခြင်းတယ်ဟာဒီဘဝနဲ့မကောင်းတော့ဘဝတည်းကောင်းခြင်းတယ်ဆိုတာဒါက တကယ်ပြောမှဒိဋ္ဌိအတိပေါ့နော်ဟိုဒိဋ္ဌိနဲ့ဆက်နွယ်နေတဲ့အတိပေါ့နော်အဲ့ခုနဒိဋ္ဌိတိနေဒိဋ္ဌိကင်းကွာပါတဲ့အတိပေါ့နော်ဒိဋ္ဌိကင်းကွာအဲ့တော့ဒိဋ္ဌိကင်းကွာတဲ့တွားတဲ့အတိကအတိဆိုတာကတော့အမြဲဖြစ်နိုင်သလားဆိုတော့ဘယ်မှမဖြစ်နိုင်ဘူးနော်အမြဲဖြစ်နိုင်ဘူးအခုလိုပေါ့နော်နော်တိရကိုရှင်ကနော်ခုနလူဦးတွေလူနာတွေလူတွေမြင်တဲ့အချိန်တန်ခွဲရပါတယ်ဒိဋ္ဌိလွတ်သွားပြီတော့ခဏနေပါလေဒါမစင်ရင်လို့ရှင်ပါလေ နောက်ကလည်းပြောင်းသွားပြန်ပြီနောက်ခုနကျွန်တော်ပြောစားမယ်တောင်းမယ်ပြောပါမယ်နောက်ဒါပြန်ဝင်သွားမယ်လို့နောက်မပြောပါရင်တော့မှပတ်ပြီခုနနောက်ခုနအဲချစ်ချင်းနဲ့မုံရင်းနဲ့မန္တလေးနဲ့ဝမ်းတန်နဲ့မုံချင်းဆိုတာလည်းတိတ်တိပဲနော်ဘယ်သူ့ကိုမုံမုံမုံတာတိတ်တိလဲနောက်တော့ကျွန်တော်တို့ကချစ်မှာမဟုတ်ဘူးနော်တကယ်တော့ချစ်ချင်းမှနည်းနည်းတော်သေးတယ်ပြောပြမှာပေါ့နော်ဟိုခရစ်ယာန်တွေဆိုတာမေတ္တာတရား love လို့ပြောတာပါနော်ခရစ်တော်အဲ့တော့ချစ်ချင်းရမှကျွန်တော်တို့ကချစ်ချင်းကိုတရုပ်ခွဲပြီးတော့နော်ဟိုဒိဋ္ဌိကင်းကွာခြင်းမှာ ထည့်ခြင်းထည့်လို့ရမယ်မုံမီဆိုလို့ချင်းအဲ့ဒါဒီပါပဲလေအဲ့ဒါဒိဋ္ဌိပဲနောက်လူတယောက်ကိုမုံနေတယ်မချိန်မနှက်ဖြစ်နေတယ်ဒိဋ္ဌိပဲနောက်ခီရီအော်ဒါပါတီကနော်ခုနကကျွန်တော်ပြောမမုံလို့မရဘူးဒီချုပ်ကိစ္စတွေကနော်ခီရီအော်ဒါပါတီကနော်ကျွန်တော်တို့ပါပဲလေဒုက္ခကြီးကိုမကောင်းတာလုပ်နေတဲ့သူကိုကျွန်တော်ချစ်တယ်လို့မှမပြောရတာနော်အဲ့တော့မုံရမှာပေါ့နော်အဲ့တော့ဟီဂျီအော်တာပဲအဲ့လိုမုံလဲသူကပါပဲဒိဋ္ဌိပဲနားမဟုတ်ခုချစ်နေတဲ့ဟိုလူတွေဒီလူတွေတတ်မှတ်ပြီးလူချင်းတွေတတ်မှတ်တာလဲဒိဋ္ဌိပဲနော်ဒိဋ္ဌိပဲအဲ့တော့ ချက်ချင်းတွေမုံချင်းတွေနော်ဒါတွေအားလုံးကကျွန်တော်တို့ကဒိဋ္ဌိပေါ့နော်အဲဒိဋ္ဌိစိတ်ကလည်းအခြေခံပေါ့ဟိုကျွန်တော်တို့ဘယ်လိုပြောမလဲအဲဟိုဟေတုနော်ဟေတုနော်ကျွန်တော်တို့ကပြောလေဒီဟေတုပစ္စည်းမှာကျွန်တော်ပြောသူပေါ့နော်ဟိုအမြင့်ကနေဒီပါပြောလေအနည်းရှိလို့ရှိရင်ကျွန်တော်တို့ပါပြောလေအပေါ်အတီးတွေရွက်တွေဖြစ်လာတယ်လို့ပေါ့နော်ကျွန်တော်တို့ဟိတ်ချောက်ပါပေါ့နော်လောဘဒေါသမောဟအာလောဘအာလောဘဒေါသအာမောဟအဲ့ဒီစီတီချောင်း ဒီမကောင်းတဲ့စိတ်တွေပြီးနော်ဖြစ်လာတယ်ဒါတွေရှိနေမှာဖြစ်နေမှာဆိုအဲ့တော့ဒီလောကနောက်ဆုံးအဲ့ရတွေအားလုံးအောက်မှာပါရှိတဲ့သူဒိတ်တိရှိတယ်နော်အဲ့ဒီစားတွေအားလုံးရဲ့အောက်မှာခုနဟိချောက်ပါအဲ့အားလုံးအားလုံးဒိတ်တိရှိတယ်ဒီဒိတ်တိရှိနေတဲ့များကျွန်တော်တို့ပါပဲဒါတွေကဖြစ်နေမှာသို့တော့အဲ့ဒီဒိတ်ကိုနော်ပေတက်ပေတက်လို့ပြောတာပေါ့နော်ဘုရားဘာသာမှာဒိတ်တိပေပေပြီးအဲ့ဒိတ်တိပေပေဆိုတာခုနကျွန်တော်ပြောတဲ့ဟုတ်တယ်ပယ်လိုက်တယ်နော်ပယ်လိုက်ုံနဲ့ပြောင်းသွားပါ နော်ပျောက်တော့တတိယဟာပျောက်သွားတော့ပေါ့အချိန်တိုင်းတာကိုတတိထာနဲ့တော့ပျောက်သွားမှာအပြီးတာနဲ့တချို့ကနေခံတာပေါ့အရရှိနေတယ်မြတ်ကျွန်တော်တို့ပါပြီဒီလက်ပြန်ဝင်နေကျွန်တော်တို့ပါပြီလေလောကံဆောင်ရနေဒိဋ္ဌိရဲ့နော်ခုနနော်ဟိုခုနအခြေပြုမှုကိုကဲမှုအောင်မှာကျွန်တော်တို့ဆက်ပြီးပါပြီလေရှင်ကံစိတ်တရားဖြစ်ပေါ်နေမှာပေါ့နော်အဲဒီခုနကျွန်တော်ဒိဋ္ဌိအမြစ်အမြစ်ကရှင်တယ်မှုအောင်မှာဒါကသဘောတဘာပါပဲပေါ့နော်အဲ့တော့ဒါသူတော်ကောင်းတဲ့ဒီလိုပဲနော် မကုံဘူးကျွန်တော်ကတော့အဲ့လိုပဲပြောမယ်နော်ဟိုသူတော်စင်ကြီးပါရေးပေါ့နော်ဒါဆိုအဲ့လိုဒီအတွက်ကြောင့်မဲ့သူတို့ကဘဝတွေပြင်ရတယ်ပြင်နေမှုတမန်ကြီးကိုလောက်ကဆုံးတမန်တိတ်တမန်တန်ကပါတမန်နော်တမန်အဲတမန်ဝါသတမန်ကံမန္တပါပိလေတမန်အာစီဝနော်ဒါလေးကိုကျွန်တော်ကလောက်ကင်ဒီကအမြဲတမ်းသတိထားရတာပေါ့နော်သတိထားပြီးတော့တတိနဲ့အမြဲတမ်းနေပါရတယ်ဒါမှအမြဲတမ်းဖြစ်နိုင်တာဆိုတော့ဘယ်လိုလုပ်ဖြစ်နိုင်မှာလူစိတ်မှာအမြဲပေါ့နော်အဲ့တော့အဲ့တော့ဟိုကျွန်တော်တို့အဲ့တော့ပြောမစင်နော်ဟိုခုန ဒီပုံစံမဟုတ်ပြနေခုနကျွန်တော်ပြောသလိုပရမတ်တနဲ့ဆင်းနော်လဲအောင်လို့ကိုကြရကြတဲ့ခါကျတော့ကျွန်တော်တို့ကနော်စိတ်ကိုကျွန်တော်တို့ကနော်နှစ်နေရဖြစ်တယ်ဆိုတာကျွန်တော်သိရမှာပေါ့နော်နှစ်နေရဖြစ်တယ်ဆိုတာကျွန်တော်တို့ကစိတ်ဒီခုနနော်ဖျားသခင်ရဲ့နော်ဟိုလောကတစ်ခုပေါ့ပရမတ်တနဲ့ဒီကြောင့်နဲ့ခန္ဓာတာတိုက်ဆိုင်နေနေမှာဒါတစ်ချက်ဖြစ်တယ်တစ်နေရစဖြစ်တယ်ပေါ့နော်စဖြစ်တယ်အဲ့ဒါပြီးတော့မှပတ်ဖြစ်တယ်ဒီခုနရုပ်ခန္ဓာတွေကိုဝင်လာတဲ့အချိန်မှာဒိဋ္ဌိမှာကျွန်တော်တို့ကပါလေ ဒါဒုတိယဖြစ်တယ်ပေါ့နော်ပြီးတယ်ဒါပေမဲ့အဲ့ဒီနှစ်ခုကခုနကဟိုပါလို့ပဲပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲအဲ24ပြည့်စီမှာဆိုရင်ဟိုကျွန်တော်တို့ကသဟဇာတနော်ပြည့်စီရောဆိုတလို့ပေါ့နော်သူကဗျိုင်းလို့ဖြစ်တာနော်အဲကျွန်တော်တို့ကပရမီတာအတိနဲ့ခုနကဒိဋ္ဌိတိနဲ့နော်ဗျိုင်းလို့ဖြစ်တယ်သို့တော့ခုနကျွန်တော်တို့ပြောတဲ့တစ်ခုဖြစ်ရင်အဲကျွန်တော်တို့ကတစ်ခုကပျောက်နေတတ်တယ်ပေါ့နော်အဲပျောက်နေတတ်တယ်နော်နောက်တစ်ခါပါပြည့်လေခုနကအဲကျွန်တော်တို့က ဟိုဒိုင်နူဖြစ်ပြီမဲ့ခုနဟိုနော်ဟိုပရမတ္ထအဓိကပဲပရမတ္ထဆိုတဲ့အကြောင်းတရားကြောင့်ဒိဋ္ဌိဆိုတဲ့အကျိုးတရားဖြစ်တာနော်ကျွန်တော်တို့ပါလဲကျွန်တော်တို့နော်ဟိုအလင်းရောင်နဲ့မိချလိုက်တဲ့အလင်းရောင်ဟိုမိနဲ့အလင်းရောင်ဒါဒါဒါအဲခုနဒါဆက်တာပြည့်စင်မှာနော်မိနဲ့အလင်းရောင်မိမိထွန်းလိုက်တာနဲ့အလင်းရောင်ဖြစ်လာတယ်နော်ဒါဆက်ဆက်တဆက်ဆက်တဲ့ဖြစ်တာ တ်တာစတာသို့တော်ပါတယ်ဘယ်ဟာအထိကလဲအရင်စားလဲဆိုတော့မြေးရစားတယ်အဲ့လိုမျိုးပဲကျွန်တော်တို့ကလူရဲ့နော်ကျွန်တော်တို့ကနော်ဟိုစိတ်ဆိုတာလေပရမတ္တအရင်စားတယ်ပြီးတော့မှဒိဋ္ဌိသွားတယ်သို့တော်အဲ့ဒီဒိဋ္ဌိအဲ့ဒီပရမတ္တကိုနော်ကျွန်တော်တို့ကပဲလေအဲလူတန်းကကြော်သွားတတ်တို့ဟာလေအားလုံးကကြော်လိမ့်ဆန်ဆိုရင်လုံးဝကြော်ပါဘူးမသိတော့ပရမတ္တလူတွေလည်းအားလုံးဒီလိုပဲကြော်ပြီးတော့ဘာတော့မှသောင်းနေတယ်မှာတော့ကြော်ပါတယ်တိပြန်တော့လည်းပြန်မထိုင်နိုင်ဘူးနော်ခုနက အဲ့တော့ပရမတ်တာကိုကျွန်တော်တို့ကနားလည်တာသူ့ရဲ့နော်ပါရင်ပါလို့နားလည်တာဆင်းရဲတာကြီးဆိုရဲလူချမ်းပါပရမတ်တာမှာပါတယ်လေကျွန်တော်တို့ကပါတယ်လေဒါအဲ့နော်နေနိုင်တယ်ပေါ့နေနိုင်ပေါ့နော်တော့နေပေမဲ့ခုနကနော်ခုနကဒါပြောတမှုတရားတစ္ဆာပေါ့နော်တမှုတရားတစ္ဆာဆိုအထက်ကနေဝေယောဂကြီးကနေပြန်ဆွဲပြန်ပါတာပဲအပြန်ပါပြန်ထွက်ပေါ့နော်ပြန်ပါပြန်ထွက်အဲ့ဒါတွေကိုအဲ့တွေ့ချင်းစင်တွေကအများကြီးရှိတာပေါ့နော်ချင်းစင်တွေအများကြီးအဲ့ဒီထက်ကိုဘာလို့ဝင်သွားရတာလဲနော်ပရမတ်တာမှာနေနေတယ်သိပြီ စနေပြီ။အောက်ကကုသိုလ်စိတ်မှာဘယ်လိုဝင်လာလဲ။ဒီဝဲရောက်ကအကြောင်းသိရမယ်။ဒုက္ခသစ္စာဆိုတော့ဝဲရောက်ကအကြောင်းသိရမယ်။ဒါတမှုရိယသစ္စာဆိုတဲ့ဒါဒီဝဲရောက်ကကြီးကကိုယ်အမြဲတမ်းဖန်ဆွဲနေတာနော်။ဟောကလက်တည်းကဖန်ဆွဲဖန်ဖန်ဆိုလို့ပေါ့။ဘာလို့ကျွန်တော်တို့ဘာလဲ။ဒုဒနာတော်လို့ပါလို့ပေါ့။ဟောခုနပေါ်လာလိုက်လက်ကိုဆွဲဆွဲသွားလိုက်နော်။ပေါ်လာလိုက်ဆွဲသွားလိုက်ပေါ့နော်။တစ်ချက်ဆွဲလိုက်နေ။ နော်ဒီဝေဩဂါကြီးတွေကနေပြီးဖန်ဆွဲနေကြဆိုတာဒါနားလေရမယ်ပေါ့နော်အဲ့ဒါတွေကိုချွတ်ချနိုင်ဖို့အတွက်ဘယ်လိုကျင့်စဉ်မလက်ကင်ရှိပါဆိုမက်ကင်ရှိပါပေါ့နော်လူကျင့်စဉ်တွေဟိုနားလေရမယ်သဘောပေါက်မယ်ပေါ့နော်သဘောပေါက်မယ်အဲ့တော့ဟိုခုနဒီတစ်ခါဟိုနော်ဟိုတူတူကောင်းဆိုဖြစ်နေတယ်နောက်တစ်ခုကပါလဲဆိုတော့ခုနနောက်ဒီခုနပရမတ်တော့စိတ်နဲ့ခုနအဲကျွန်တော်တို့ဒိဋ္ဌိစိတ်နဲ့နော်ဒိဋ္ဌိရေတော့မြင်တဲ့စက်တွင်နေတဲ့စိတ်နဲ့ကြားထဲမှာကျွန်တော်တို့က စဉ်းကျင်မှုတွေပေါ့နော်အများကြီးလည်းရှိသေးတယ်။ဟိုမှာဆိုကြပါစို့ကျွန်တော်ကပိစာနဲ့ပြလာတာပေါ့နော်။ဘာလို့ तू ကငါမဝင်ဘူးလို့ပြောရရင်အထက်ရောက်သွားပြန်။မဝင်ဘူးနဲ့ပြောရရင်လည်းဒိဋ္ဌိအောက်ကိုရောက်သွားပြန်။နော်ပရမတ်မတတ်မှာကိုကရှိနေပြီမဝင်ဘူးနဲ့ပြောရရင်လည်းနော်ဒိဋ္ဌိအောက်ကိုရောက်သွားဒိဋ္ဌိတဲတဲရောက်သွားပြန်။ဘာကြောင့်လဲဆိုတော့ပိစာနဲ့ပြပါတာကြောင့်ပေါ့နော်။ပိစာဆိုတာကကဒါကြီးကမမောစရာမရှိဘူးဆိုတာသိပြီပဲ။နော်ခုနမောရနေပြီ။ဝိစာနေပြီ။ဆွဲနော်ဒီခုနလိုချင်မှုအတွက်ဒီထဲကိုပြန်ဝင်တယ်။လိုချင်အဲ့အဲ့မှာ လူချင်းမှုနဲ့ပြန်ဝင်မရတဲ့ခါကျတော့ဂျာပါတာဒေါသတွေဖြစ်တယ်။နောက်တစ်ခါနောက်တစ်ခုကတော့ခုနကကျွန်တော်တို့ပြောခဲ့တယ်လို့ဓာတ်မျိုးရက်တက်မြင့်ချင်တယ်။တိတ်တရားအဆင့်ကိုမြင့်သွားပြီဆိုတဲ့အချိန်မှာဒါကျွန်တော်တို့ကခုဟိုခုနအကုသိုလ်စိတ်တွေကိုမရှိအောင်เนาะဒါလောက်ရတာဟုတ်เนาะဟိုအကုသိုလ်စိတ်တွေကိုမုန်းရမယ်မရှိအောင်လုပ်ရတယ်။အဲ့ဒါကြီးကိုကျွန်တော်တို့ကမရှိခြင်းကိုရက်တက်မြင့်ချင်တယ်။နော်ဒါတော့ချင်းစပါတော့ဒါအမှန်เนาะ လောကမှာကျွန်တော်တို့ကခုနကနော်ဟိုဘာသာရေးတွေဆက်လာကြည့်မကောင်းတာတွေမလို့အောင်မကောင်းတာတွေမုန်းရမယ်ဟီရီအော်တာပါတရားပေါ့နော်ဆောင်းတင်းရမယ်မဟုတ်ဟိုမကောင်းတဲ့စိတ်တွေကိုရှစ်တန်းကိုစစ်တတဲ့မှာမကောင်းတဲ့စိတ်တွေပြင်ရင်ရှင်းရမယ်ကြောက်ရမယ်ဒါကနော်ဟိုအချင်းချင်းအစပါအဲ့တော့သို့တော့ကျွန်တော်တို့ကနော်ဒါရင်းချက်လာပြီဆိုတာလည်းအမြ။နော်ခုနကျွန်တော်ပြောခဲ့ပါပြီလေဟိုဒီမကောင်းတဲ့စိတ်တွေဆိုတာပတ်ဝန်းကျင်အနေနဲ့ဒီကိုယ်နဲ့ဆက်ဆက်နေတဲ့သဘောတရားပေါ့နော်တကွမှလည်းရှိနိုင်တယ်ရှိနိုင်တယ် ဒါရှိနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကဘာဖြစ်မလဲခုနကဒီမကောင်းတဲ့စိတ်တွေကိုကျွန်တော်တို့ကနော်ဟိုနော်ဟိုတိကျကြီးနော်အပိုင်းချပြီးတော့နော်တိကျကြီးပရမတ်တာနဲ့ဒိဋ္ဌိဒိဋ္ဌိမကောင်းတဲ့ဒိဋ္ဌိပဲပေါ့လေဒိဋ္ဌိနဲ့ပရမတ်တာကိုအပိုင်းချပြီးတော့ကျွန်တော်တို့ကနော်အဲဒါနေနိုင်တဲ့နော်ဟိုနော်ဟိုပုံစံမျိုးကိုကျွန်တော်တို့ကြိုးစားပါဘောနော်အဲ့ဒါကခုနကနော်ငါဒီထဲကိုပြန်လာတဲ့အကြောင်းရင်းနဲ့ကဘာကြောင့်လဲဆိုတော့ခုနကကျွန်တော်ပြောခဲ့လို့ပဲလေအဘိဓါနဲ့ဖြာပါဖြာပါတာကြောင့်ဒီထဲကိုပြန်ရောက်တယ် သူမာနနဲ့အိတ်တာမျက်စရာပေါ့နော်မာနเนาะခုနเนาะအိတ်တာမျက်စရာเนาะသူများအပေါ်မှာအဲ့ဒီတော့အလုံးလုံးရောက်တယ်เนาะခုနထိနာမိတ်ကဥဒိစ္စဒါလည်းအလုံးလုံးညနောက်တစ်ခုတော့ခုနအဖေခုနပါပြီဟီရီအော်ဒါပါเนาะဟီရီအော်ဒါပါတရားအဲ့လိုဟီရီအော်ဒါပါတရားကိုကျွန်တော်တို့ကတော့ဒါစစ်တိုက်တယ်เนาะခုနဖေအားတွေစစ်တိုက်တယ်ဆိုတာဒါဟီရီအော်ဒါပါတရားအတွက်ပဲပေါ့เนาะဟိန်လူဖေအားတွေတော့တမန်တော်မူဝမ်မတ်တို့ဟီရီအော်ဒါပါတရားသို့တော့သူကအထဲကိုကျွန်တော်တို့ကအဲเนาะခုန နော်ခုနကနော်လွတ်မြောက်ဖို့အတွက်ကြတော့ကျွန်တော်တို့ဒါလောကအတွက်နော်စတဲ့ပဲလောကအတွက်ဒီလွတ်လောကဆိုတာဒီလွတ်မြောက်ဖို့အတွက်ဒီလောကတည်းကလွတ်မြောက်ဖို့အတွက်ကြတော့ကျွန်တော်တို့ပါလေအဲ့ဒါတွေကမအားမမမြဲဘူးနော်အကုန်နော်ကောင်းတဲ့ဟာလုပ်တယ်ဒါအတူတည်းမှာလုပ်တာပဲပေါ့သူပြောကြတယ်နော်ဆိုတဲ့ဟာလည်းတိတိလို့ပြောမှာပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကနော်ဆင်ခြင်ပြီးတော့ဒါဒါဒါအပြုတ်သဘောဆောင်လောက်အောင်ပေါ့လေခုနကကြည်ရကရိယာကြည်ရစိတ်ဆိုတာပါလာပုဒ်တော့ပတ်တာမှာဒါလိုတော့လုံအောင်ပါပေါ့နော် အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့နော်ဟိုဒီခုနနော်ဟိုဒီစိတ်ကိုကျွန်တော်တို့ကနော်ပရမတ်တာစိတ်နဲ့ရှေ့နောက်မှာပရမတ်တာစိတ်ရှိတယ်ရှေ့မှာဘာဖြစ်လဲကျွန်တော်တို့ဒိဋ္ဌိစိတ်ရှိတယ်ဒါကိုလက်နားလဲပြီးတော့ကျွန်တော်တို့ကအဲအပြုလို့ဆောင်လက်ခံပြီးတော့လက်ခံမယ်နော်ကျွန်တော်တို့ကရင့်လာပြီးဆိုတော့ဒိဋ္ဌိအထမင်းတို့ဒိဋ္ဌိကိုတွန်းထောက်ရမယ်နောက်ရင့်လာတိုင်းမှာဒိဋ္ဌိကိုကျွန်တော်တို့ကအပြုလို့ပေါ့ဆောင်အပြိုင်လက်ခံတယ်ခေါ်တာပေါ့နော်အပြိုင်လက်ခံတယ်အပြိုင်လက်ခံတဲ့အဆင့်ကိုကျွန်တော်တို့ကဟိုထိရောက်လာတယ် အရောက်လာပြီဆိုရင်ဒီအပြိုင်လက်ခံခြင်းအပြင်ခုနအဲခုနကျွန်တော်ပြောပြောခဲ့တဲ့ဒီထက်ကနေပြီးတော့ဒိဋ္ဌိကနော်လောကမှာဟိုပရမတ္တကိုနားလည်ပြီးဒီလိုချင့်ချင်လာပြီဆိုရင်မြင်ရလိမ့်မယ်နော်ကိုဒိဋ္ဌိကလည်းကိုကိုဖန်ဆွဲတာပဲသူလောကဒီဒိဋ္ဌိတွေလေအားလုံးကဒိဋ္ဌိလူလို့ဝင်နေတယ်တော့ဒိဋ္ဌိတွေအားလုံးကဒီလူလောကဒါဒိဋ္ဌိလောကပေါ့နော်ကိုဒိဋ္ဌိသူ့ဒိဋ္ဌိအားလုံးရဲ့ဒိဋ္ဌိတွေတဲ့ပေါင်းဆက်ထားတာပေါ့ဖြစ်ပေါ်နေတယ် နော်အဲ့တော့ကိုဒိဋ္ဌိရတယ်ကိုဖန်ဆွဲတယ်ခုနကဘယ်ဥက္ကတည်းဒုတနာဆိုဆွဲတယ်ဖန်ဆွဲမှာအမြဲတမ်းဆွဲတယ်အပြင်းဒိဋ္ဌိရတယ်ဖန်ဆွဲတယ်နောက်ဒီဘိုးတော်တွေကံပြအကြောင်းတွေနည်းနည်းအားလိုက်လာပို့ဆိုးတယ်သူတို့ဖန်ဆွဲတော့ကိုကသိနေတယ်မြင်နေရတယ်ပေါ့နော်အဲ့လိုအနေအထားမျိုးမှာကျွန်တော်တို့က အဲနော်လူမျိုးအောင်ကျင့်မှုဆိုတာတမန်လူတွေ့နေနေခက်တယ်နော်ဟိုတမန်လူကယူဒီဘိုးတော်တွေနဲ့လောကတွေကိုကျွန်တော်ပြောပြောလို့ပေါ့ကံပြလောကဆိုတာမသိရင်လည်းကိုယ်မောင်းခံရမယ်သိရင်လည်းကျွန်တော်တို့ကခဲ့လေပြန်ယုံလို့မရအောင်ဆိုတာအဲ့ဒါလေးပြည့်ညတ်တင်နဲ့သူကဖန်ချုပ်တာအဲ့ဒါရဲ့အဲ့လောကတွေဝင်မှလူမျိုးဖို့ဆိုတာအင်မတန်ခက်တယ်နော်အင်မတန်ခက်တယ်နော်တမန်လူလှုပ်ချက်လွတ်မယ်အဲ့ကံပြလောကတွေဝင်သွားပြီပြန်လူမျိုးဖို့အောင်ထွက်ဖို့ဆိုတာအင်မတန်ခက်တယ်နော်ပရမတ်တာကိုပြန်ရအောင်ထွက်ဖို့အင်မတန်မှခက်တယ်နော် အဲ့တော့အဲဒါလေးကိုကျွန်တော်တို့ကဟိုတင်းနော်ဟိုဟိုပြောမယ်ဆိုရင်နော်ဟိုတော်တော်လေးကိုနော်အသိဉာဏ်ဖះလို့အသိဉာဏ်ပါတယ်ရင့်တန်မှသာလေဒီလောကထဲရနေပြီးတော့လွတ်မြောက်နိုင်မယ်နော်တဏှာလွတ်မြောက်ကျင့်လို့ရတယ်ဒီကံဒီကအကြောင်းကိုနော်ငယ်တဲ့ဝင်သွားပြီးမှပြန်ထွက်ဖို့ဆိုရဖះလို့ပါတယ်ရင့်မှလာနေလွတ်မြောက်အတောင်းလေကျွန်တော်တို့ဗုဒ္ဓဘာသာချုပ်ဘုံကြီးတွေကံပြရຫນွေတာတွေအရှိရပေါ့နော်အဲ့ဒါမကောင်းဘူးပေါ့နော်အဲကျန်တဲ့ဟာတွေလည်းဒီလိုပဲပေါ့နော်တောင်းလေကျွန်တော်တို့က အဲဒါကိုနားလည်နိုင်ဖို့လိုတာပေါ့နော်အဲ့တော့ဟိုခုနနော်ပြောပြောချင်တာတော့နော်ဟိုနော်ဟိုနော်အတိလူအတိမှာနှစ်မျိုးရှိတယ်ပရမတ္တအတိနဲ့ဒိဋ္ဌိအတိနော်ပရမတ္တအတိကစတယ်အဲသို့တော်ပါပဲအကြောင်းတော့အကြောင်းကြောင့်အကျိုးဖြစ်တယ်ဘုရားသခင်ကြောင့်ကျွန်တော်တို့ပရမတ္တဖြစ်တယ်ဘုရားသခင်မရှိခင်ကပရမတ္တမဖြစ်ဘူးနော်ဘုရားသခင်ကပရမတ္တရှိတယ်ပရမတ္တဖြစ်လို့ပဲလေဒိဋ္ဌိဖြစ်တယ်ဒိဋ္ဌိဖြစ်လို့ပါပဲလေခုနဒိဋ္ဌိခုန နော်လောကဒေါသမောဟတွေအကြောင်းတရားတွေနော်လောကကြီးဒူးဒူးပေါင်းလောကဒီလိုဖြစ်တယ်ပေါ့နော်အဲအဲ့ဒါတွေကိုစင်ကျင်ပြီးတော့အဲနောက်တစ်ခါခုနကကျွန်တော်ပြောခဲ့တယ်လို့ဘယ်တော့မှနော်အချိုးကနော်အကြောင်းကြောင့်အချိုးဖြစ်တယ်အချိုးတရားကြီးအကြောင်းတရားကိုဘယ်တော့မှတိုက်တိုက်လို့မရဘူးဆိုတာကိုနားလည်နိုင်ရမယ်နော်အဲဟုတ်ဒိဋ္ဌိကြီးနော်အမြဲတမ်းသိမ်းထားတယ်အမြဲတမ်းသိမ်းထားမှာပဲစိတ်တကြအောင်ကိုကိုအမြဲသိမ်းထားတယ်လောဘဒေါသမောဟတွေနဲ့သူတို့ကောင်းစီတည်တယ်ပို့တည်တယ်ဟာအမြဲတမ်းသိမ်းထားတယ် အိယာနူရန်တင်တာအဲ့လိုနေထိုင်ပြီးမှနော်လူတွေကယုံမတန်ရတဲ့ဟိုနော်ကိုစီကိစ္စယုံနော်ယုံမတန်ရတဲ့စိတ်တွေဝင်လာမယ်အဲစိတ်တက်တွေကြာလာမယ်ဘယ်သူတော့ကောင်းပါဘူးနော်အဲ့ဒါတွေဟိုဒါလည်းပေါ့ဒီခုနအကြောင်းအကျိုးဆင်ခြင်မှုတရားပေါ့နော်အဲရှားအလုံးအားပါလေနော်အကြောင်းကြောင့်အကျိုးဖြစ်တယ်အကြောင်းအကျိုးကင်းတာမရှိဘူးပေါ့ဒီဒီလောကရဲ့သဘောမှာတော့အဲ့တော့ဟိုအနေဆက်တင်ခါရဲ့လောကတဘောပေါ့နော်အဲ့တော့ဘုရားသခင်ကြောင့်ခုနပရမတ္တဖြစ်တယ်ပရမတ္တကြောင့်နော်ကျွန်တော်ကပြောလေဒိဋ္ဌိ ဖြစ်တယ်ဒိဋ္ဌိကြောင့်ခုနပြောတဲ့ဟေတုဟိတ်ဒီဟောခုနဟာဒီဖြစ်လာတယ်အဲ့တော့အဲ့ဒီအကြောင်းအရာဟောတော့အကြောင်းကြောင့်ကျိုးဖြစ်တယ်အကျိုးကအကြောင်းကိုတန်သိမ်းလို့ဆိုတာဖြစ်နိုင်ပါမလားမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးเนาะအကျိုးတရားကအကြောင်းကိုပြန်မသိမ်းနိုင်ဘူးเนาะအဲတိမ်းနဲ့ပျောက်သွားမှာလေเนาะတိမ်းရင်လည်းကျွန်တော်တို့ကအမှမီးနဲ့အလင်းရောက်ပါเนาะကဲအလင်းရောက်မီးကိုပြန်တိမ်းတယ်ရရင်ရမယ်တို့ကနှစ်ခုလုံးတော့ပျောက်သွားတယ်အိတ်ပျောက်သွားတာပေါ့လေဒါအိတ်ပျောက်ခြင်းဆိုလို့ဖြစ်ဖြစ်ပါပေါ့နော်အဲအဲ့တော့ အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ခုနကနော်ဒီပရမတ္တကိုကျွန်တော်တို့ကပရမတ္တနဲ့လွတ်မြောက်အောင်ရှာစိတ်ကိုလွတ်မြောက်ရှာလို့ရပါတယ်ခုနကျွန်တော်တို့နော်ခုနနော်ဝိပဿနာနဲ့မှမဟုတ်ပါဘူးပေါ့နော်ပရမတ္တနဲ့နော်ပရမတ္တမှာနေထိုင်ရင်းနဲ့နော်ဒိဋ္ဌိဝင်တာလည်းရင်းနဲ့ဒါခုနအခုကျွန်တော်ပြောနေတဲ့ဒါလည်းပရမတ္တနဲ့ဆက်နွယ်တဲ့အဖြစ်တမန်ပေါ်လေးပေါ့နော်အဲအဲ့ဒီလိုရထားတဲ့နောက်ကြာရင်ကျွန်တော်တို့တစ်ခေတ်သေးဆက်ပြီးပါပဲလေဆွေးနွေးပြီးပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ